စစ်အေးတိုက်ပွဲဆိုတဲ့စကလုံးကိုကြားလိုက်တာနဲ့တင်းစိတ်ထဲမှာဘာကိုအရင်ဆုံးပြေးမိမိလဲနျူကလ িয়ার ဒုံးကြီးတွေလားဒါမှမဟုတ်အာဂတာတဲ့လွန်တင်နေတဲ့ကူတို့တွေလားကျွန်တော်အတွက်တော့စစ်အေးတိုက်ပွဲတစ်ကြိမ်အတန်းနှလုံးကဘာလင်မျိုးပဲ1950ခုနှစ်တက်ကဘာလင်ဒုတိယကမ္ဘာစစ်အပြီးအပိုင်းပိုင်းအစစတွေကြားကပြန်လဲရှင်းသန်းဖို့စ조사နေတဲ့မြို့ကြီးတစ်မြို့ဒါပေမဲ့ဒီမြို့ကနှစ်ချမ်းကွဲနေခဲ့တယ်တဝက်ကလွတ်လပ်သောအနောက်တိုင်းရဲ့လက်ထက်မှာ ျန်တဝက်ကတော့ဆိုဗီယက်လူရဲ့တန်ကြာကျိုးနောက်ွယ်မှာအနောက်ပါလင်ဆိုတာကွန်မြူနစ်ပစ်လက်ရေးထဲကလွတ်လပ်မှုမြေကြွန့်ကြွန့်လိုပါဘူးဒီလိုနေရာမျိုးမှာမျက်လုံးတွေနားတွေကနေရာတိုင်းမှာရှိနေတယ်လမ်းတောင်းကကော်ဖီဆိုင်မှာထိုင်နေတဲ့လူကြီးတစ်ယောက်က CNA agent ဖြစ်နေတယ်လို့မျက်နှာချင်းတိုက်ခန်းကနေတင့်ကိုမျက်မြောင်းနဲ့ခြုံကြည့်နေတဲ့သူက KGB ဒါမှမဟုတ်အရှိကြမှာလျော့ရော့ဝက်စတာစီလည်းဖြစ်နေတယ်ဒါဟာသူရိုးတွေရဲ့မြို့တော်ပါအနောက်မဟာမိတ်တွေ ထူးသဖြင့် American CIA မှာညာတဲ့အိတ်မပြိုစေတဲ့မြေခွန်းကြီးတစ်ခုရှိနေတယ်။ဆိုဗီယက်တွေအားကြံနေတယ်လေ။သူတို့ရဲ့တပ်တွေဘတော်ရွေ့မလဲ။သူတို့နောက်ထပ်ပြစ်မှတ်အဗန်နေရလဲ။စစ်ဘွဲကြီးတစ်ခုထပ်ဖြစ်လာတော့မလား။ဒီအဖြေတွေကိုသိရဖို့သူတို့ရဲ့ဇကားတွေကိုကြားရမှာဖြစ်မယ်။ဒါပေမဲ့ပြဿနာလားဆိုဗီယက်တို့ရဲ့အရေးကြီးဆုံးစစ်ပတ်နိုင်ငံရေးဆက်သွယ်ရေးလိုင်းအားလုံးကအရှိပါလိမ့်ရဲ့မြေကြီးအောက်မှာလုံလုံခြုံခြုံရှိနေတယ်။မော်စကို၊ဝါဆို အရှိဦးရောပါကသခန်းလေးစီချိတ်ဆက်ထားတဲ့မီအောင်ပုံကြိုးတယ်ဘလို့မနိုင်လို့မရတဲ့နေရာမှာဘလို့မမရနိုင်ဘူးဟုတ်လားဒီနေရာမှာပဲ CIA ထောက်လမ်းမှုရောက်စားပွဲပေါ်ကိုအရန်ယူဆွားတဲ့အစီအစဉ်တစ်ခုရောက်လာတယ် British MI6 ကစတင်အကြံပေးခဲ့တာ Operation Gold စစ်စင်ရေရွှေအစီအစဉ်ကယူရှင်းတလို့ကြောက်ဖို့ကောင်းတယ်မတို့ American ထင်းချုံနယ်မြေကနေ Soviet ထင်းချုံနယ်မြေထဲကအဲ့ဒီပုံကြိုးတွေစီကိုမြေအောက်ဥမလိုလိုက်တူးမယ် တင်မကြားတာမဟုတ်ပါဘူးသူတို့ဥမင်ဒူးမလို့နိုင်ငံတကာနယ်မြေတစ်ခုကိုမြေအောက်ခဏိဖျက်ကျော်ပြီးရန်သူနယ်မြေရဲ့နှလုံးသားထဲကလျို့ရချက်တွေကိုခိုးနှားထောက်ဖို့ကြံစည်တာအမေရိကန်လေးတပ်ကရာဒီဥရုလေးလာဤစခန်းဆိုတဲ့နာမည်တပ်ထားတဲ့ကိုတော်အတူကြီးဒီခုကိုအရှိပါလင်နယ်စပ်နာမအများဆုံးဆော့လိုက်တယ်1905ဖက်3ခုနှစ်မှာအဲ့ဒီကိုတော်ရဲ့မြေအောက်ခန်းလက်ကနီးပထမဆုံးဂေါ်ပြတစ်ချက်ဆော့တင်ခဲ့တယ်ဒီလုံငန်းကဘလောက်တော့အန်ဒီအများလဲဆိုတော့မြေတော်ကြည့်ပါ သူတို့တူနေတဲ့နေရာရဲ့မီတာအနည်းငယ်အပေါ်မှာဆိုဗီယက်ကင်းလက်တပ်တွေဗာရာချီလောက်ပတ်နေတယ်အသက်နည်းနည်းမှမထွက်လို့ရအောင်ဆိုဗီယက်တွေကမြေကြီးထဲကတုန်ခံမှုကိုစောင့်ကြည့်တိုင်းတနိုင်တဲ့ seismic sensors တွေတုံးနေမှန်းသူတို့ဒီထားတယ်ဒါကြောင့်သူတို့ကအသက်အကျယ်ဆုံးဖြစ်တဲ့မြေကြီးတိုးတဲ့အပိုင်းတွေကိုလမ်းပေါ်ကကားတန်ထရားတန်အစူးဆုံးအခြေမှာပဲလောက်ရတယ်အဲဒီမှာအလုံးလုံးနေတဲ့ engineer တွေကချွဲတွေမြေမုံတွေကြားမှာအတက်အောင်ဖြစ်အလုံးလုံးကြရတယ်ပြီးတော့တူးလာတဲ့မြေကြီးတွေ တန်3000ကျော်ဒီမြေကြီးတွေကိုဘယ်သူမှမရိပ်မိအောင်ဘယ်လိုဆွန့်ပစ်မလဲညာဘက်အမောင်းကိုအကားဝဲ UV truck ကားတွေနဲ့တိတ်တိတ်ဆက်သွဲထောက်ရတယ်တူးလိုက်တဲလိုက်တိတ်ဆက်လိုက်ဒီတန်ရနဲ့ပဲလာပေါင်းများစွာကြာဟေးတယ်နောက်ဆုံးတော့1955ခုနှစ်ဖေဖော်ဝါရီလမီတာ450ပေ1500လိုက်နီးပါဒီဥမလွန်လိုင်းကြီးဟာသူ့ရဲ့ပြတ်မှတ်ကိုရောက်သွားတယ်ဆိုဗီယက်တွင်းရဲ့အဓိကဖုံးကျိုးစီး၃စီးအခု CIA အင်ဂျင်နီယာတွေရဲ့လက်တခါမှရှိနေပြီ တို့ကအဲ့ဒီဖုံကျိုးတွေကိုခွတ်အစင်းမင်းထုံးနားထောင်ရေးကိရိယာတွေကိုကြားဖြတ်တန်ဆင်လိုက်တယ်ပြီးတော့အတန်းတွေစပြီးဝင်လာတော့တာပေါ့အောင်မြင်မှုကချက်ချင်းပါပဲမော်စကိုကဗိုလ်ချုပ်ကြီးတွေအမင်းဖေးတန်တွေဝါဆိုကတာနမတ်တို့ရဲ့ညီနိုင်မှုတွေဆိုဗီယက်သိပ္ပံပညာရှင်တွေရဲ့နျူကလ িয়ার အစီအစဉ်တွေကြောင့်တိုင်းမင်းတန်တွေအကုန်ကြားနေရပြီ CIA ကဒါကိုထောက်လိုင်းကြီးယရနာထိုက်လို့ပါနာမည်ပေးခဲ့တယ်လပေါင်း၁၁လနဲ့9ရက်နဲ့တတိဒီသူတို့ကဖုံးခေါ်ချိန်ပေါင်း ၄သိန်း၄000ကျော်ဟုမှတ်တမ်းတင်နိုင်ခဲ့တယ်။ဒါဟာစီးရဲတိုက်ခွေအကြီးဆုံးထောက်လန့်ရေးအောင်မြင်မှုကြီးတစ်ခုပုံရတယ်။ဒါပေမဲ့ဒီဇယ်လန်းကဒီမှာမပြီးသေးဘူး။ဘာလို့လဲဆိုတော့ဒီဇယ်လန်းမှာအကြီးဆုံးအလွယ်ပြောင်းတစ်ခုရှိနေလို့ပါ။ကဲဒီနေရာမှာစိတ်ဝင်စားဖို့အကောင်းဆုံးအပိုင်းရောက်လာပြီ။တကယ်တော့ဆိုဗီယက် KGB တွေကဒီဥမြင်လွတ်လပ်အကောင်းကို အစကတည်းကတည်နေခဲ့တယ်။ဟုတ်ပါတယ်။ပထမဆုံးဂေါ်ပြတစ်ချက်မပေါက်ခင်တနစ်လောက်ကသူတို့တည်နေခဲ့တာ။ဘယ်လိုလုပ်လဲ။အဖေက George Blake သူက British MI6 ရဲ့အထက်တန်းရရှိတယောက် Operation Go ရဲ့အစီအစဉ်ရေးသားတဲ့အစီအွေတိုင်းမှာသူကိုယ်တိုင်ရှိနေခဲ့တယ်။ဒါပေမဲ့ Blake ကတကယ်တမ်းလားဆိုဗီယက်တွေအတွက်အလဲလို့ပေးနေတဲ့ Communist ဒုရုပ်တယောက်ဖြစ်နေခဲ့တယ်။သူကအစီအစဉ်အသေးစိတ်တွေအားလုံးကိုသူ့ရဲ့ KGB ထိန်းချောင်းလူတွေစီတိုက်ရိုက်တရင်ပို့ခဲ့တယ်။ဒါကြောင့်မေးစရာရှိလာတယ်။ KGB ကဘာလို့တီးတီးနဲ့တူးခွင့်ပေးခဲ့တာလဲ။ဥမင်ကိုချက်ချင်းဝင်ဖမ်းပြီး American တွေကိုအရှက်ကူလိုက်လို့ရတာပဲ။ဘာလို့စက်တူလာလုံးလုံးစောင့်နေခဲ့တာလဲ။ ဒါထောက်လန်ဤလောကရဲ့40 chess ကစားပွဲတစ်ခုပါ KGB ရဲ့တွက်ချက်ချက်ကသူ့ကိုပါမြတ်လေအကြောင်းရင်းကနှစ်ခုပထမတစ်ခုကသူတို့ရဲ့တံပေါ်တကြီးဆုံးပိုင်ဆိုင်မှု George Blake ကိုကာကွယ်ဖို့ဥမင်ကိုချက်ချင်းပေါ်ထုတ်လိုက်ရင်မဟာမိတ်တွေဖက်မှတရင်ပေမော်တယောက်ရှိနေမှန်ဒေချာပေါက်သွားတီထွက်မှာဒါဆို Blake ဖက်မိထွက်နိုင်တယ် KGB ထွက်ကဥမင်တဲ့ MI6 ထဲမှာရှိနေတဲ့သူတို့ရဲ့လူကပိုတံဖို့ရှိတယ်ဒုတိယအကြောင်းရင်းကပိုပြီးကောက်ချက်တယ်ကေဂျီဘီကဒီဥမင်လွန်လိုင်းကို တည်ရင်အမောက်တွေတက်မြင့်ကျွေးမဲ့လမ်းကြောင်းတစ်ခုအဖြစ်ပြန်လည်အတုံးချခဲ့တယ်။သူတို့ကအရင်မကြီးကတည်ရင်တွေတက်မြင့်လမ်းလွဲထားတဲ့အချက်လက် အမားတွေကိုအဲ့ဒီဖုံးညိုးလိုင်းတွေကနေတည်မြင့်ပြောခိုင်းတယ်။ CIA နဲ့ MI6 ကအဲ့ဒီအမိုက်ပုံတွေကအမှန်တရားကိုလိုက်ရှာရင်အချိန်ကုန်လူပန်းငွေကုန်စေခဲ့တယ်။နောက်ဆုံးတော့1956ခုနှစ်ဧပြီလ27ရက် KGB ကဒီကစားပွဲကိုအဆုံးတောက်ကိုဆုံးဖြတ်လိုက်တယ်။အဲ့ဒီညမှာမတော်တဆမိုးတီးတဲ့လူမြေရောက်ကျွေးဒီစစ်စဲရင်တွစ်ရှိသွားတဲ့ပုံစံမျိုးဖန်တီးပြီး ဥမင်ကိုဝင်အောင်စီးနှိုင်းခဲ့တယ်။နောက်ဒီနေ့မနက်ကဒါဟာကမ္ဘာသတင်းကောင်းပိုင်ထက်လာတယ်။ KGB ကကမ္ဘာမီဒီယာတွေကိုဥမင်လဲခေါ်ပြတယ်။ American ရဲ့နာမည်ကျူးကျော်မှုစိတ်ဆော့ဖို့ကောင်းသူရောလောက်မှုအထက်ဝါရနာဖြန့်ကြီးအောင်ငင်းခိုင်းရတယ်။အပေါ်ရန်ကြည့်လိုက်ရင် Operation Go ဟာဂရိကမှာရှုံနေမှုတကူပေါ့နော်။ American တွေကြီးကျယ်အရှက်ရခဲ့တယ်။ဒါပေမဲ့ CIA ကတော့ဒီနေ့ထိပြန်ငင်းနေတော့မှာလေ။သူတို့ရခဲ့တဲ့တည်င်း၄ထင်းကျော်ထဲမှာ KGB ကဘလောက်ပဲထင်းကျုပ်ထားပါစေ။ တန်ဖိုးရှိတဲ့အချက်နဲ့အစစ်အစံတွေအများကြီးပါလာခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးတော့ Operation Gold ဆိုတာမြေရောက်က concrete woman တကူမဟုတ်ခဲ့ဘူး။ဒါဟာတစ်ဖက်ကတစ်ဖက်လက်လျောင်းနေကြတဲ့မန်တစ်ချက်ပဲလို့ပါပဲ။သူရိုးလုပ်ငန်းရဲ့မိခိုးရောက်နေမြေတကူပါ။ဒီနေ့ထိသမိုင်းပညာရှင်တွေအငင်းကွားနေတဲ့မိခွန်းတကူကအဲ့ဒီဘာလင်မျိုးအောက်ကအမောင်းမှာဘသူကဘသူကိုအမှန်တကယ်လက်ညားနိုင်ခဲ့တာလဲဆိုတာပါပဲ။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်မယ်ဆိုရင် like and follow လုပ်သွားပေးပါအောင်။အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။ နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့